အမေရိကန်နိုင်ငံသားရေးဝန်ကြီးကယူကရိန်းဟာရုရှားနဲ့ငြိမ်းချမ်းရေးရဖို့ကြိုးစားနေတဲ့အချက်ကိုအပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ခုအဖြစ်မှတ်ချက်ပြုခဲ့ပါတယ်။အမေရိကန်ဟာယူကရိန်းနဲ့ထောင်လန်းရေးမျှဝေမှုနဲ့စစ်ရေးအကူအညီတွေကိုပိတ်ပင်ထားတဲ့အမိန့်ကိုရုပ်သိမ်းဖို့သဘောတူခဲ့ပါတယ်။တမရကအကူအညီပေးတာကိုပိတ်ပင်ထားတဲ့အမိန့်ကိုရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဥရောပမှာစစ်နဲ့ငြိမ်းချမ်းရေးကြားနူးညံ့သိမ်းမှုတဲ့ကခုံမှုတစ်ခုမှာယူကရိန်းအတွက်တရားမျှတမှုရဲ့ချိန်ခွင်ရှာကရိမ့်ညွတ်လာနေပါတယ်။ မကြသေးခင်လတွေမှာတက်တမန်ရေးရာလှုပ်ရှားမှုတွေမြန်ဆန်လာခဲ့ပြီးနောက်ွယ်ကအရေးကြီးတဲ့ဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်။နောက်ဆုံးမှာတော့မျှော်လင့်ထားတဲ့လှုပ်ရှားမှုတစ်ခုရောက်ရှိလာခဲ့ပါတယ်။ American ဟာ Ukraine ကိုစစ်ရေးနဲ့ထောက်လှမ်းရေးအကူအညီတွေပြန်လည်ပေးအပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Ukraine ကိုလုံခြုံရေးအကူအညီပေးတာကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးဒါကိုချက်ချင်းအသက်ဝင်သင်မှာပါလို့ပြောကြားခဲ့ပါတယ်။ Ukraine နဲ့ American ကိုယ်စားလှယ်တွေကြား Saudi Arabia မှာအစည်းအဝေးတစ်ခုကျင်းပခဲ့ပြီးအရေးကြီးတဲ့သဘောတူညီချက်တချို့ကိုရရှိခဲ့ပါတယ်။ အစည်းအဝေးပြီးမှဝါရှင်တန်ကပိုလန်ကနေယူကရိန်းကိုလက်နက်တွေပို့ဆောင်တာကိုအရှိန်မြင့်တင်မယ်လို့ကြေညာခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကိုပူတင်အစိုးရကိုချိန်ချောက်တဲ့သတင်းစကားတစ်ခုဖြစ်ရှုမြင်ကြပါတယ်။ဗလာဒီမာပူတင်ကထရမ့်နဲ့ဇလန်စကီတို့သဘောတူညီခဲ့တဲ့ယာယီစစ်ပြေငြိမ်းရေးကိုလက်မခံရင်အမေရိကန်ကယူကရိန်းကိုလက်နက်အပြည့်အစုံပေးအပ်နိုင်ပါတယ်။ဒါပေမဲ့ဒီလှုပ်ရှားမှုရဲ့နောက်ကညှိနှိုင်းမှုတွေကဘာတွေလဲ။အမေရိကန်ကဘာကြောင့်စစ်ရေးအကူအညီပေးတာကိုပြန်လည်စတင်ဖို့ဆုံးဖြတ်ခဲ့တာလဲ။ Trump အုပ်ချုပ်ရေးက Ukraine ကိုဘလုတ်ကစားပွဲပြောင်းလဲစေမယ့်လက်နက်တွေပို့ဆောင်ပါလေ။ပိုလန်နဲ့ American တို့ဟာ Kaliningrad, Suwalki နဲ့ Belarus တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာတွေမှာစစ်ရေးတင်းမာမှုတွေရှိနေချိန်မှာ Ukraine ကိုလက်နက်တွေဘလုတ်ဘေးကင်းစွာပို့ဆောင်ပါလေ။ Russia ကဒီနေရာတွေကိုအမြဲဆောင်ကြည့်နေတာကြောင့်ဒီအရေးကြီးတဲ့လုပ်ငန်းစဉ်ကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ American က Ukraine ကိုလက်နက်တွေစတင်ပို့ဆောင်မဲ့ပိုလန်ရဲ့နေမျိုးကိုကြည့်အောင် အမေရိကန်ရဲ့ယူကရိန်းကိုလက်နက်ပို့ဆောင်မှုတွေကိုပိုလန်ရဲ့ဂျက်စတန်ကာထောက်ပံ့ရေးစင်တာကနေလှုံ့ဆော်သွားမှာပါအမေရိကန်ရဲ့စစ်ရေးအကူအညီပေးတဲ့အဓိကလမ်းကြောင်းပြန်လည်စတင်တာနဲ့ပတ်သက်တဲ့အချက်အလက်ကိုပိုလန်ကာဝေးရေးဝန်ကြီးဌာနဒုတိယဝန်ကြီးပါဝဲဇလုစကီကအတည်ပြုခဲ့ပါတယ်ယူကရိန်းဘက်ကနေပထမဆုံးကြေညာချက်ကိုပပ်ပလိုပါလီစာယူကရိန်းသမ္မတရုံးရဲ့ဒုတိယခေါင်းဆောင်နဲ့သမ္မတဗလာဒီမာဇလန်စကီတို့ရဲ့စစ်ရေးအကြံပေးကထုတ်ပြန်ခဲ့ပါတယ် ဒီသတင်းကအရေးကြီးတဲ့နိုင်ငံတကာနှိမ့်နှိုင်းဆွေးနွေးမှုတွေရဲ့နောက်ွယ်ကနေထွက်ပေါ်လာခဲ့ပြီးလူအများရဲ့အာရုံကိုစွဲဆောင်ခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကရုရှားကယူကရိန်းကိုစစ်ရေးကျူးကျော်မှုစတင်ခဲ့ကအမေရိကန်ဟာယူကရိန်းကိုဒေါ်လာ180ဘီလီယံကျော်အကူအညီပေးခဲ့ပါတယ်။ဒီအထက်မှာဒေါ်လာ66.5ဘီလီယံကျော်ဟာစစ်ရေးအကူအညီဖြစ်ပါတယ်။ဒီအကူအညီတွေကိုပိုလန်ရဲ့ဂျက်စီယန်ကထောက်ပံ့ရေးစင်တာကနေဆက်လက်ပို့ဆောင်သွားမှာပါ။ဒီထောက်ပံ့ရေးစင်တာကနေဖြတ်သန်းသွားမယ်စစ်ရေးပစ္စည်းတွေထဲမှာ Patriot လေးကြောင်းကာကွယ်ရေးစနစ်တွေပါဝင်ပါတယ်။ဒါတွေဟာယူကရိန်းတွေအတွက်အရန်အရေးကြီးပါတယ်။ American ကယူကရိန်းကို Patriots တွေပို့ပေးဖို့စဉ်းစားနေပါတယ်။ Patriots တွေအပြင် HIMARS တွေကိုလည်းယူကရိန်းကိုရောက်ရှိလာနိုင်ပါတယ်။ Jason ကမှယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကလိုအပ်ချက်တချို့ကိုဖြည့်ဆည်းပေးနိုင်ပြီးကြည်ကြဲစနစ်တွေထောက်ပံ့ပေးနိုင်ပါတယ်။ Putin ပြောခဲ့သလိုပါပဲ American လက်နက်တွေကိုအစားထိုးဖို့ဘာမှမရှိပါဘူး။ အမေရိကန်လက်နက်တွေထဲမှာမြေပြင်ပစ်မှတ်တွေကို300ကီလိုမီတာကွာကနေထိမှန်နိုင်တဲ့လေကြောင်းကာဝေးရေးစနစ်တွေနဲ့ပိုဝေးရဲ့ဒုံးပစ်လက်နက်တွေပါဝင်ပါတယ်။ထရမ့်ဟာခုချိန်မှာ HIMARS တွေကိုယူကရိန်းကိုပို့ပေးဖို့စဉ်းစားနေပါတယ်။ဒါဟာစစ်ရေးကူညီပေးရဖို့ပြန်စတင်ချိန်မှာပူတင်ကိုငြိမ်းချမ်းရေးအတွက်ပို့ပြီးတိုက်တွန်းဖို့ဖြစ်ပါတယ်။အမေရိကန်ကယူကရိန်းကိုပို့ဆောင်နိုင်တဲ့အခြားကာဝေးရေးစနစ်တွေထဲမှာ NASAM မြေပြင်အခြေစိုက်လေကြောင်းကာဝေးရေးစနစ် Hawk စနစ်တွေနဲ့လက်နက်ကြီးတွေ စတင်းကားလေကြောင်းကာဝေးရေးဒုံးကြီးတွေပါဝင်ပါတယ်။စစ်ရေးလက်နက်ကြီးတွေကြည်ကျဲစနစ်တွေလေကြောင်းကာဝေးရေးလက်နက်တွေကိုလည်းယူကရိန်းကိုပို့ဆောင်နိုင်ပါတယ်။ပိုလန်ကလည်းယူကရိန်းကိုသွားမဲ့စစ်ရေးပစ္စည်းတွေထဲမှာဂျာဖလင်တိုက်ခိုက်ရေးလက်နက်တွေပါဝင်ပါတယ်။ဒါတွေဟာယူကရိန်းရဲ့ခုခံတိုက်ခိုက်မှုရဲ့အသင်္ကေတတွေဖြစ်လာခဲ့ပါတယ်။ Top 10ကတိုက်ဒုံးကြီးတွေဟာဂျာဖလင်တွေလောက်ထိရောက်မှုရှိပါတယ်။ဒီစီးရေးပစ္စည်းတွေကိုပိုလန်ကနေယူကရိန်းကိုပို့ဆောင်နိုင်ပါတယ်။ဒါအပြင်အမေရိကန်လက်နက်တွေထဲမှာ Abrams တင့်ကားတွေ Bradley တိုက်ခိုက်ရေးယာဉ်တွေ Humvee စစ်ယာဉ်တွေ MI-70 စစ်ရဟတ်ယာဉ်တွေလည်းပါဝင်ပါတယ်။တင်ကားတွေစစ်ယာဉ်တွေတိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပြင်အမေရိကန်ကယူကရိန်းကိုပို့ဆောင်နိုင်တဲ့စစ်ရေးပစ္စည်းတွေထဲမှာကမ်းခြေကာဝေးရေးစနစ်တွေ Claymore Mine တွေဂျူဒုဆက်သွယ်ရေးစနစ်တွေညဘက်မြင်နိုင်တဲ့ Man Blue တွေလည်းပါဝင်ပါတယ်။ဒီပစ္စည်းတွေအားလုံးဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အဆုံးသက်ကိုညွှန်ပြနေပါတယ်။အမေရိကန်ကယူကရိန်းကိုဒီပစ္စည်းတွေနဲ့ပိုလန်ကနေပြန်လည်ထောက်ပံ့မယ်ဆိုရင် ရုရှားဘက်ကယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကိုယင်ဆိုင်ဖို့အရန်ခတ်ခဲလာမှာပါယူကရိန်းရဲ့လက်နက်တွေဟာအစ်စ်တွေနဲ့အစားထိုးပြီးဖြစ်ပါတယ်ရုရှားရဲ့စစ်ရေးဆုံးရှုံးမှုတွေဟာမယုံနိုင်လောက်အောင်ကြီးမားလာနိုင်ပြီးထရမ့်ကယူကရိန်းကိုစစ်ရေးကူညီပေးတာပြန်ဆတင်ပြီးနောက်ပူတင်ဟာငြိမ်းချမ်းရေးကိုပိုစိတ်ဝင်စားလာနိုင်ပါတယ်ရုရှားကဒီကိစ္စနဲ့ပတ်သက်ပြီးဘာလုံးမလဲဆိုတာကိုစောင့်ကြည့်ဖို့ကအမေရိကန်ရဲ့နောက်ထပ်စဉ်းစားကြရအချက်တစ်ခုပါရုရှားဟာတိုက်ခိုက်မှုတွေကိုဆက်လုပ်နိုင်တယ်လို့ ရုရှားတပ်တွေကိုရုတ်တရက်ရုတ်သိမ်းလိုက်တာဒါမှမဟုတ်အချိန်ကြာအောင်ရပ်တန့်ထားတာမျိုးလည်းလုပ်နိုင်ပါတယ်ယူကရိန်းဘက်ကလည်းဒီအချိန်တွေကိုစောင့်ကြည့်နိုင်ပါတယ်အမေရိကန်ကပြန်လည်ထောက်ပံ့မှုသဘောတူထားတဲ့ထောက်လှမ်းရေးအကူအညီတွေကြောင့်ဖြစ်ပါတယ်ယူကရိန်းတပ်ဖွဲ့တွေဟာ Elon Musk ရဲ့ Starlink ဂျူလူဆက်သွယ်ရေးစနစ်တွေကိုအသုံးပြုပြီးရှေ့တန်းမှာဆက်သွယ်နိုင်ပါတယ်ဒါအပြင်အမေရိကန်ရဲ့ထောက်လှမ်းရေးအချက်အလက်တွေကိုအသုံးပြုပြီးရုရှားတပ်တွေရဲ့လှုပ်ရှားမှုတွေကိုခြေရာခံကယူကရိန်းတိုက်ခိုက်မှုတွေအတွက်ပြစ်မှတ်တွေကိုရွေးချယ်နိုင်ပါတယ် ဒီဝန်ဆောင်မှုတွေကို Trump ကယူကရိန်းကိုစစ်ရေးကူညီပေးတာကိုပြန်လည်အတည်ပြုပြီးနောက်ပြန်လည်အသက်သွင်းမှာပါ။ဒါကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ဟာအမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုလက်မခံဖို့အခွင့်အရေးနှဲနေပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကဒီဆုံးဖြတ်ချက်တွေအပြီးမှာအခုဆိုရင်ရုရှားရဲ့အလှည့်ရောက်ပြီလို့ပြောခဲ့ပါတယ်။ဒါကြောင့်ရုရှားကရက်30ရာရီငြိမ်းချမ်းရေးကိုလက်မခံရင် Trump အုပ်ချုပ်ရေးဟာ Biden လက်ထက်မှာလုပ်ခဲ့တယ်လို့ပဲယူကရိန်းကိုလက်နက်တွေကြီးတွေတင့်ကားတွေ တန်ကြပ်ကာကားတွေနဲ့ဒုံးကျည်တွေထောက်ပံ့ပေးဖို့ဖြစ်နိုင်ပါတယ်။ငြိမ်းချမ်းရေးအဆိုပြုချက်အပြင်အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအကြံပေး Mike Walls ကအမေရိကန်နဲ့ယူကရိန်းတို့ဟာလူသားချင်းစာနာမှုဆိုင်ရာစိုးရိမ်မှုတွေနဲ့ယူကရိန်းရဲ့လုံခြုံရေးအာမခံချက်တွေကိုဆွေးနွေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်မှာ KF ကရုရှားနဲ့လက်မှတ်ထိုးမဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုအတည်ပြုဖို့အမေရိကန်ရဲ့စည်ရေးကတိကဝတ်ကိုတောင်းဆိုခဲ့ပါတယ်။ရုရှားဟာ၃နှစ်ကြာပြီးနောက်ယာယီစစ်ပြေငြိမ်းရေးကိုချိုးဖောက်ပြီးစည်ရေးကျူးကျော်မှုကိုစတင်ခဲ့ပါတယ်။ ်တမလဒေါ်နယ်ထရမ့်ကတော့ဒီကိစ္စတွေအားလုံးကိုဆွေးနွေးဖို့ရုရှားကောင်းဆောင်ဗလာဒီမာပူတင်နဲ့မကြခင်မှာဆက်သွယ်မယ်လို့အကြံပြုခဲ့ပါတယ်ထရမ့်အုပ်ချုပ်ရေးကဘယ်လုံးလုံးရေးအာမခံချက်မဆိုဥရောပနေကကနေရရှိဖို့ခိုင်မာစွာပြောဆိုခဲ့ပါတယ်ဒါဟာဥရောပကိုအမေရိကန်ရဲ့စည်ရေးအကူအညီပေးတာကိုရှော့ချဖို့လှုံ့ဆော်နေတဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါဥရောပနိုင်ငံတွေဟာမကြသေးခင်နှစ်တွေအတွင်းစစ်ရေးအသုံးစရိတ်တွေတိုးမြှင့်ခဲ့ပြီးမြေအမေရိကန်ရဲ့အကူအညီမပါဘဲဒီလိုကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ဖို့ခက်ခဲနေသေးပါ။ အမေရိကန်ရဲ့စစ်ရေးကူညီကိုအကန့်အသတ်မရှိဆက်လက်ပေးမယ်ဆိုရင်ဒီရနာမှုဟာယူကရိန်းရဲ့လက်နက်ကြီးတွေကိုကုန်ခန်းနိုင်စေပြီးရုရှားတပ်တွေရဲ့တီနီယာတွေကိုပိတ်မှတ်ထားဖို့စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပါတယ်။ဥရောပတခွင်ကအရာရှိတွေဟာအကူအညီရနာမှုကိုစိုးရိမ်ပြီးအမေရိကန်အကူအညီမပါဘဲယူကရိန်းကဘယ်လိုဆက်လက်ကာကွယ်နိုင်မလဲဆိုတာကိုဆွေးနွေးဖို့အချိန်ချင်းအစည်းအဝေးတွေလုပ်ခဲ့ပါတယ်။အခုချိန်မှာအမေရိကန်ရဲ့လှုပ်ရှားမှုနဲ့အတူဥရောပဘက်ကတတ်တာရရလိုက်ပါတယ်။ဒီထဲမှာပိုလန်ကလည်းတတ်တာရရတဲ့နိုင်ငံတစ်ခုပါ။ ိုလန်ဟာယူကရိန်းကို အမေရိကန်အကူအညီပေးတဲ့နေရာမှာအဓိကအချက်ချာနေရာကပါဝင်နေပါတယ်။မကြသေးခင်ကပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကရုရှားကိုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်တဲ့နယ်လို့ပြောခဲ့ပြီးဒါကိုဖြစ်မြောက်အောင်သူတို့ဘက်ကဘာတွေလုပ်နိုင်မလဲဆိုတာလှုံ့ဆော်သွားမယ်လို့ပြောခဲ့ပါတယ်။ပိုလန်ကာဝေးဝန်ကြီးဝါဒီစလောကိုစီနစ်ကာမက်စ်ကလည်းပိုလန်ဟာယူကရိန်းကို46ချိန်မြောက်အကူအညီပေးဖို့ပြင်ဆင်နေတယ်လို့ကြေညာခဲ့ပါတယ်။ဒီအကူအညီဟာယူရို200တန်းကျော်တန်ဖိုးရှိပြီး ိုလန်ရဲ့အကူအညီပေးမှုမှာဥဆောင်နေရာကရပ်တည်နေတာကိုပြသပါရစေ။ကိုစီနဲ့ဂါမတ်စ်ကပိုလန်ဟာ NATO ဖွဲ့ဝင်နိုင်ငံအနေနဲ့ယူကရိန်းကိုစစ်ရေးအကူအညီပေးတဲ့နေရာမှာဥဆောင်နေတယ်လို့ပြောခဲ့ပါရစေ။ကာကွယ်ရေးဝန်ကြီးရဲ့အဆိုအရရုရှားကယူကရိန်းကိုစစ်ဆင်တင်တိုက်ခိုက်ချိန်မှာတချို့နိုင်ငံတွေကဗာပေးရမလဲဆိုတာစဉ်းစားနေချိန်မှာပိုလန်ကတင့်ကားတွေလေးလံတဲ့စစ်ပစ္စည်းတွေနဲ့ကြီတွေကိုပို့ပေးခဲ့ပါရစေ။ပိုလန်ဟာဖြစ်နိုင်သမျှအရာအလုံးကိုပို့ဆောင်ပေးခဲ့ပါရစေ။အမေရိကန်ကယူကရိန်းကိုစစ်ရေးအကူအညီပေးတာပြန်ဆတင်တဲ့အခါ ပိုလန်ကလည်းပါဝင်ပြီးအရေးပါတဲ့အကူအညီတွေပေးသွားမယ်လို့မျှော်လင့်ရပါတယ်။တနည်းအားဖြင့်ဝါဆော့ဟာထရမ့်ရဲ့ခြေအောက်ကိုလိုက်ပြီးယူကရိန်းကိုစစ်ရေးပစ္စည်းတွေပြန်လည်ပေးပို့တဲ့နေရာမှာပါဝင်လာနိုင်ပါတယ်။ယူကရိန်းကိုပေးတဲ့အကူအညီရဲ့90%ရာခိုင်နှုန်းကျော်ဟာပိုလန်ရဲ့ရာစီဇောချက်စင်ကာလေစိတ်ကနေဖြတ်တန်းသွားပါတယ်။ဒါဟာအမေရိကန်ကနေယူကရိန်းကိုအကူအညီပေးတဲ့အထူးကနေရပါဒီအထက်နေရာကနေပိုလန်က T72 တင်ကားတွေနဲ့ BWP1 ခြေကျင်တပ်ရင်တွေကိုပို့ဆောင်ခဲ့ပါတယ် အများစုက2022ခုနှစ်ຫນွေဦးຫນွေရာသီနဲ့စောင်းဦးတွေမှာပို့ဆောင်ခဲ့တာပါယူကရိန်းကအဲ့ဒီချိန်မှာအကူအညီအများဆုံးလိုအပ်နေချိန်မှာပိုလန်က MiG 29တိုက်လေယာဉ်14စီးမိုင်24တိုက်ရဟယင်17စီးလီယိုပတ် 2A4 တင်က14စီး PD91 30တင်က30လောက်နဲ့ T72 တင်က280လောက်ကိုပို့ဆောင်ခဲ့ပါတယ်ဒီအကူအညီတွေအပြင်ပိုလန်ဘက်ကရုရှားရဲ့တိုက်ခိုက်မှုတွေကိုမြည်သည့်အခါမှာလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့လည်းပြောကြားခဲ့ပါတယ် ။ပိုလန်စစ်တပ်ရဲ့ရခင်ဦးသီးချုပ်ဘရော့မွန်အန်ဒရစ်ဂျာဟာယူကရိန်းကသူတို့ကိုနှစ်နှဲငယ်အချိန်ပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ရုရှားကယူကရိန်းမှာအနိုင်ရရင် Lift မှာရုရှားတက်တတက် Brass မှာတက်တက် Hollanda မှာတက်တက်ရှိမယ်လို့ပြောခဲ့ပါတယ်။ Rockmon Andris Chak ကရုရှားတက်တွေလစ်တူယေးနီးယားနယ်စပ်ကိုဖျက်ကျော်လာရင်ချက်ချင်းတုံ့ပြန်မှုတွေလုပ်မယ်လို့ပြောခဲ့ပါတယ်။ Rockmon Andris Chak ကမိနစ်အတွင်းမှာပဲ300ကီလိုမီတာအကွာအဝေးအတွင်းကမဟာဗျူဟာမြောက်ပြတ်မှတ်တွေကိုချက်ချင်းထိမှန်အောင်ပြစ်မယ်လို့ပြောခဲ့ပါတယ်။ ပိုလန်ဗိုလ်ချုပ်ကြီးကရုရှားသမ္မတဗလာဒီမာပူတင်ကိုချိန်ချောက်တဲ့အနေနဲ့စိန့်ပီတာစဘတ်ကိုဓာတ်ရိုက်တိုက်ခိုက်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒီလိုမြင့်တက်မလာစေဖို့အန်ဒရိတ်ချက်ကဥရောပနိုင်ငံတွေကသူတို့ရဲ့လက်ထက်မှာလုတ်ပိုင်ခွင့်တွေကိုယူပြီးရုရှားကိုရှင်းရှင်းလင်းလင်းပြောဖို့လိုတယ်လို့ဆိုပါတယ်။ပိုလန်ဒါမှမဟုတ်ဘောလ်တစ်နိုင်ငံတွေကိုတိုက်ခိုက်ရင်စစ်ပွဲအပြည့်အစုံစတင်မယ်ဆိုတာကိုပြောဖို့လိုပါတယ်။အန်ဒရိတ်ချက်ကဒါကကရီမလင်ကိုဒီလိုတိုက်ခိုက်မှုတွေကနေတားဆီးဖို့တခုတည်းသောနည်းလမ်းလို့ယုံကြည်ပါတယ်။ဒါကြောင့်ပိုလန်စစ်တပ်အရာရှိတွေက ပိုလန်က900ကီလိုမီတာအထိပြင့်မှတ်ထီအောင်ပြစ်လို့ရတဲ့ဒုံးကျည်ရှေ့ရကိုဝယ်ယူထားတယ်လို့ပြောခဲ့ပါတယ်။ဒါကရုရှားရဲ့တိုက်ခိုက်မှုကိုခုခံမှုပါ။ပိုလန်ကဒီလိုလှုပ်ရှားမှုတွေလုပ်ရတဲ့အဓိကအကြောင်းရင်းတွေရှိပါတယ်။ပထမအကြောင်းရင်းကရုရှားကယူကရိန်းကိုကျော်ပြီးအရှိပလောင်နဲ့ဥရောပရဲ့ကျန်တဲ့နေရာတွေကိုချဲ့ထွင်မလာစေဘူးပါ။ဒါကြောင့်ပိုလန်တပ်တွေကကာလီနင်ဂရက်ဆူဝါကီချက်နဲ့ဘီလာရုစ်နယ်စပ်တွေလိုမဟာဗျူဟာကျတဲ့နေရာတွေမှာတပ်ဆွဲထားပါတယ်။ဒီနေရာတွေမှာပိုလန်တပ်မတော်ရဲ့အဓိကတင့်ကားတွေ တန်ချက်ကာရင်တွေနဲ့စစ်တပ် unit တွေကိုမြင်တွေ့နိုင်ပါတယ်။ဒါအပြင်အမေရိကန်ဘက်ကလည်းပိုလန်ကိုရုရှားကိုဒီလိုမဟာဗျူဟာတွေချမှတ်ဖို့ကူညီပေးခဲ့ပါတယ်။စုစုပေါင်းအမေရိကန်စစ်တပ်ရဲ့စစ်သည်1000လောက်ကပိုလန်မှာတပ်ဆွဲထားပါတယ်။အဓိကအဖြစ် Vicos Forward Headquarter မှာတပ်ဆွဲထားတာပါ။ဒါက Kim Kustosh ကို Haste နဲ့မှတီးရှိပါတယ်။တကယ်တော့ NATO ကပိုလန်ဘက်ကနေရုရှားကိုတိုက်ရိုက်ရပ်တည်နေပါတယ်။ ပိုးဝစ်မှာနိုင်ငံတကာမဟာမိတ်ရဲ့ကြီးမားတဲ့စစ်အခြေစိုက်စခန်းကဒါကိုအကောင်းဆုံးသက်သေပြပါရတယ်။ Powitz APS2 Construction Site လို့အမည်ပေးထားတဲ့နေရာမှာ2024ခုနှစ်ဇွန်လ28ရက်မှာတန်ကြပ်ကတပ်ဖွဲ့တွေအတွက်ပစ္စည်းတွေရောက်ရှိခဲ့ပါတယ်။ဒီပစ္စည်းတွေရောက်ရှိလာတာကြောင့်ဒီနေရာကပြီးစီးဖို့တလှမ်းနီးလာပါတယ်။ဒါက NATO ရဲ့ရန်ပုံငွေနဲ့လှုပ်ဆောင်နေတဲ့ project ဖြစ်ပြီး2025ခုနှစ်မှာအပြည့်အဝအသင့်ဖြစ်ဖို့ကြီးရွယ်ထားပါတယ်။ဒါက NATO ရဲ့နောက်ဆုံး3ပြည်နှစ်အတွင်းအကြီးမားဆုံးအခြေခံအဆောက်အအုံကျူးပန်းမှုဖြစ်ပါတယ်။ ဒီနေရာမှာရောက်ရှိလာတဲ့ရင်တွေနဲ့ပစ္စည်းတွေကဥရောပဒေသမှာတက်ဆွဲထားတယ်ဒါမှမဟုတ်လေ့ကျင့်နေတဲ့တန်ကြက်ကတပ်ဖွဲ့တွေအတွက်ချိုးတင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေဖြစ်လာမှာပါဒီနေရာကနေတိုးကိုအရှိတ်အတောင်ပံကိုစင်အားပုံမပြတာနိုင်ကိုကူညီပေးထားပါတယ်အရင်လေ့ကျင့်မှုတွေနဲ့တက်ဆွဲမှုတွေထက်အချိန်တိုအတွင်းလှုပ်ဆောင်နိုင်ပါတယ် American City Citadel Engineer တပ်ဖွဲ့ကဒီအဆင့်မြင် ABS2 နေရာကိုဒီဇိုင်းထုတ်ထားပါတယ်ဒီမှာဆိုတိုင်းစတန်ဆိုတိုင်းစာထိန်းချုပ်ထားတဲ့တူလောင်နေရာ 6သိန်း West Yuan ပေးရင်းပြင်ဆင်ရေးနေရာနဲ့အခြားထောက်ပံ့ရေးအဆောက်အုံတွေပါဝင်ပါတယ်ဒေါ်လာ360မီလီယံကျော်ယင်းနှိမ့်မြှုပ်နှံထားတဲ့ဒီနေရာကိုပိုလန်ရဲ့စောင့်လို့ရေးစံနှုန်းတွေနဲ့ကိုက်ညီအောင်တည်ဆောက်ထားပြီးအရေးပါတဲ့စွမ်းဆောင်ရည်တွေကိုထားရှိမှာပါ Armored Brigade Combat Team ရဲ့ကြိုတင်တူလောင်ထားတဲ့စစ်ပစ္စည်းတွေထဲမှာတင်ကား85စီတန်ချက်ကာကာ190စီကြည်ကျဲအမြောက်35လက်နဲ့တန်ချက်ကာတရားချထားနိုင်တဲ့ယင်လေးစီပါဝင်ပါတယ်ဒါ့အပြင်ဒီစစ်ပစ္စည်းတွေနဲ့အတူ ជីរីကို စတူရန်ပေ9800မှာရှိတဲ့ជីတူလောင်ရုံမှာတူလောင်ထားပါဗျ။ Powitz APS2 နေရာကိုတိဆောက်တာဟာ American နဲ့ NATO ရဲ့ဂတိကဝတ်ကိုပြသခြင်းဖြစ်ပါတယ်။ဒါဟာလှိမ့်မြန်စွာစစ်ရေးလှုပ်ရှားနိုင်ငံကိုထိမ့်သိမ့်မှုနဲ့မဟာမိတ်တွေကိုစီးမြင်းတွေနဲ့မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့်ချိန်ချောက်နိုင်မှုဖြစ်ပါတယ်။ Powitz APS2 လုပ်ငန်းဝင်ဟာ American ကဥရောပမဟာမိတ်တွေနဲ့မိတ်ဖက်တွေကိုတည်ဆာရှိကြောင်းပြသခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Powitz APS2 လုပ်ငန်းဝင်ဟာ American နဲ့ NATO ကြားမိတ်ဖက်မှုကိုခိုင်မာစေပြီးဥရောပတစ်ခွင်လုံးမှာစုပေါင်းကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ဂတိကိုကိုမိမောင်းထိုးပြနေပါတယ်။ဒါကြောင့် American ရဲ့ Ukraine ကိုစစ်ရေးကူညီပေးတာကိုပြန်ဆတင်တဲ့ဆုံးဖြတ်ချက်ဟာဥရောပကိုနှိုးဆွပေးခဲ့ပါတယ်။ဥရောပသမဂ္ဂဟာ American ရဲ့ကြေညာချက်နဲ့အတူသူ့ရဲ့ဝင်တဲ့ဝင်မှုကိုရှော့ချလိုက်နိုင်ပါတယ်။ပိုလန်ကလည်း Ukraine ကိုစစ်ရေးနဲ့ငွေကြေးအကူအညီပေးတာကိုပြန်လည်စဉ်းစားလာပါတယ်။ ဝါဆောဆိုရကပို့ဆောင်မှုဂရိပေးထားတဲ့ယူရို200သန်းတန်ဖိုးရှိတဲ့အကူအညီအထောက်ဟာဒါရဲ့အထင်ရှားဆုံးတက်သေးပါပဲအတူချုပ်ပြောရရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားကိုစန့်ကျင်ပြီးယူကရိန်းဘက်ကရက်တီကို EU နဲ့ NATO နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ရွေးချယ်လိုက်ပါတယ်ပူတင်ကိုငြိမ်းချမ်းရေးကလွဲလို့တခြားရွေးစရာမရှိဘူးဆိုတာသိအောင်လုပ်ဖို့ပါ EU နဲ့ NATO ဖွဲ့ဝင်တွေကလည်း Trump ရဲ့မဟာဗျူဟာကိုချက်ချင်းလိုက်လာပြီးငြိမ်းချမ်းရေးရဖို့အချိန်ကိုတိုးမြှင့်အောင်ကြိုးစားနေကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ